ဗုဒ္ဓဘုရားဟုတာသမီများအားလုံးမင်္ဂလာပါမိတ်ဆွေတို့အတွက်တပတ်စာအဆူကောင်းတဲတော်တွေဖြစ်ပါတယ်ဒီနမိတ်ကရဲ့အဆူရရာဟုဗုဒ္ဓဘုရားသမီးတွေကပညာရဲ့အသက်တရားခြင်းသင်္นานကိစ္စဒါမျိုးတွေကြုံရခြင်းအတွေ့အကြုံအကြံဉာဏ်အသက်များ ပေါ်ခြင်းဆိုတဲ့အနေဒါလုပ်ငန်းတွေဆဲထွင်ခြင်းကိစ္စတွေမှာ အောင်မြင်လွယ်ခြင်း အရှင်ပြေနိုင်ခြင်းဖြစ်ပါလိမ့်မယ်။မိမိအနေနဲ့အပြောင်းအရွှေ့ကိစ္စဝန်ထမ်းကိစ္စတွေမှာဆိုရင်ပေါ်ခြင်းသင်တန်းကိစ္စတွေဖြစ်ခြင်းများကြုံဆုံရပါလိမ့်မယ်။ထို့နောက်အယောင်းဝယ်ကိစ္စတွေမှာအယောင်းဝယ်တွေဒီတက်ဖို့ကောင်းမွန်လာခြင်းအယောင်းဝယ်နဲ့ပတ်သက်ပြီးတော့အထူးသတိစားဆရာဆိုလို့မြေကိစ္စတွေအထူးသတိထားဖို့လိုအပ်ခြင်းအဲ့အပြောင်းအရွှေ့ကိစ္စ အေးဆောက်ခြင်းကိစ္စတွေတို့လိုတန်လန်းဖြစ်နေတတ်ခြင်းရပ်တန့်နေတတ်ခြင်းဒါမျိုးတွေကြုံရတတ်ပါတယ်အခြေရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေမှာဆိုလို့ရှိရင်ခွဲခွာရတတ်တဲ့တယောက်တနေရာစီဖြစ်တတ်တဲ့အနေအထားမျိုးကြုံရတတ်ပါတယ်ကွဲသွားတာမျိုးမဟုတ်ပါဘူးခွဲရတဲ့အနေအထားမျိုး ဖြစ်တတ်ပါတယ်ဝေးကြီးကိစ္စတွေအကျွေးကိစ္စအပူကိစ္စတွေဒီတစ်ပတ်တာမှပြန်လဲ အဆင်ပြေခြင်းပြန်လဲရှာဖွေရရှာဖွေရလွယ်ခြင်းကိစ္စမျိုးဖြစ်တတ်ပါတယ်ငွေကြီးကံကောင်းနေတဲ့တပတ်တာဖြစ်ပါတယ်လူသမ ्या ဂိုင်းသမ ्या တွေကိုရေရေပြုလုပ်ဖို့လိုအပ်ပါတယ်ထို့နောက်မိမိသည်ခရီးဝေးကိစ္စမျိုးနိုင်ငံရေးကြကိစ္စမျိုးတို့အတွက်တည်ငောင်း ကြာရတတ်ခြင်းကိုသွားတဲ့ခီးသည်ကောင်းသောခီးမျိုးကျုံဆောင်ရတတ်ခြင်းဖြစ်ပါတယ်ဆက်သူကိစ္စအုပ်စုရှယ်ယာကိစ္စတွေမှာဆိုရင်အမှားတွင် ဖြစ်တတ်ခြင်းမိမိမထဲမှတ်ထားတဲ့ကံစုံမှုတွေကျုံဆောင်ရတတ်ခြင်းတွေဖြစ်တတ်ပါတယ်မိတ်ဆွေအနေနဲ့ဒီတပတ်သားကာလမှာအညာအခိုက်တွေနဲ့ပတ်သက်ပြီးတော့ ြေပြောင်းဖို့အတွက်မိမိလုပ်ကိုင်အယောင်းဝယ်ကိစ္စနဲ့ပတ်သက်ပြီးတော့အစဉ်ပြေဖို့အတွက်ဆိုရင်မိမိအလုပ်ကိုင်ရဲ့နေနံမိမိရောင်းဝယ်မဲ့ပစ္စည်းရဲ့နေနံထိုနေနံကိုထိုနေနံရဲ့ဟိုဟင်းချက်ပြီးတော့ပုံချောင်းပို့ပါထိုနေနံဟင်းကိုချက်ပြီးတော့ပုံချောင်းပို့လူတန်းချင်းပြုလုပ်ခြင်းအပြင်မိတ်ဆွေ ကောင်းမွန်သောအကျိုးခံစား권ရရှိပါလိမ့်မယ်ဒီတစ်ပတ်အနေနဲ့ဘုဒ္ဓဘုရားဥဒသမီးတွေကြီးစိုးမဲ့ခဏန်းကတော့တင့်ငါဖြစ်ပါတယ်